ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များခင်ဗျာမကြခင်အချိန်ပိုင်းအတွင်းမှာဆိုရင် One Champion ရှစ်ကမြန်မာ Fighter နှုတ်ပါဝင်ထိုးသတ်မဲ့ One Friday Fight 110ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲမြန်မာ Fighter Super Agent နဲ့ Thomas Young တို့ကပါဝင်ထိုးသတ်သွားကြမှာပါ စူပါအေဂျင့်ကတော့တွဲဆိုင်၄တွဲမြောက်မှာပါဝင်ထိုးသက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့စူပါအေဂျင့်ကပွဲစဉ်ကတော့ခံမှန်းညီမြန်မာဆန်လို့ကြည်ည၈နာရီဝင်းကျင်မှာကြည့်ရဖို့ရှိပါတယ်။စူပါအေဂျင့်အနေနဲ့ဂျပန်ဖိုက်တာမူဂါစီတိုနဲ့ရင်ဆိုင်ထိုးသက်သွားရမှာပါ။စူပါအေဂျင့်အနေနဲ့လည်းဝမ်းချမ်းမြင့်ရှင်မှာဒီပွဲပဲအနိုင်ရထားသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲကိုနိုင်ပွဲပုံဖော်နိုင်ဖို့လိုပါတယ်။စူပါအေဂျင့်ကိုလက်ရှိချိန်မှာဘိုဂီတိုင်တွေကတော့အောက်ခြေပေးထားပါတယ်။အောက်ခြေပေးထားရဆိုတော့လည်းအရန်အကွာကြီးပေးထားတာတော့မဟုတ်ပါဘူး။ စူပါအေဂျင့်ကို2.1နဲ့ပေးထားပြီးဂျပန်ဖိုက်တာမူကာစီတိုကို1.7နဲ့အထက်ကျေးပေးထားတာပါဒါကြောင့်မလို့ဘိုဂီတိုင်နီကတော့စူပါအေဂျင့်ဘက်မှာရှင့်မနေပါဘူးကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာအနေနဲ့ကတော့ဘယ်လိုမျိုးရင်ဆိုင်ထိုးသက်သွားမလဲဆိုတော့စောင့်ကြည့်ကြမှာပါခင်ဗျာစူပါအေဂျင့်ကတော့ဂျပန်ဖိုက်တာကိုအကောင်းနိုင်ပွဲယူပြသွားမယ်လို့ကြုံမထားပါနဲ့ဂျပန်ဖိုက်တာကလည်းသူ့အနေနဲ့အကောင်းဆုံးလက်သီးထိုးချက်တွေနဲ့စူပါအေဂျင့်ကိုအိပ်ပျော်အောင်လုပ်ပြသွားမယ်လို့တော့ကြုံမထားတာပါဘယ်ဖိုက်တာက ပြောထားတဲ့အတိုင်းလုပ်ပြသွားမလဲဆိုတော့ကျွန်တော်တို့မကြခင်ချိန်မြင့်မှာသိရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ကျွန်တော်တို့မြန်မာ fighter ထွန်မင်းအောင်ရဲ့ပွဲပဲဖြစ်ပါတယ်ထွန်မင်းအောင်ကတော့အခုမှ1 championship မှာအဖွင့်ပွဲထိုးမဲ့ time fighter chef fat နဲ့ရင်ဆိုင်ထိုးတဲ့ရမှာဖြစ်ပါတယ် time fighter က time region နဲ့ promotion တွေမှာအကောင်းဆုံးဆွမ်းဆောင်ရည်ချပြခဲ့ပြီး champion ဆုတွေတောင်တင်ပိုက်ထားနိုင်ခဲ့တဲ့ fighter တူပါအဲ့ဒီ fighter နဲ့ထွန်မင်းအောင်အခုတွေ့ရမှာဖြစ်ပါတယ်ထွန်မင်းအောင်တွေ့ဒီပွဲကအရင်ကြီးလွယ်ကူတဲ့ပွဲလို့တော့ပြောလို့မရပါဘူးဘာကြောင့်လဲဆိုတော့ တဖတ်ဖိုက်တာက1 championship မှာထိုးဘူးတဲ့အတွေ့အကြုံမရှိသေးပေမဲ့ Thai region ရဲ့ promotion တွေမှာအကောင်းဆုံးဆန်းဆောင်တွေချပြထားပြီး Muay Thai တွေ့တုံတွေအများကြီးရှိတာကြောင့်ဖြစ်ပါတယ်။ထိုမင်းအောင်ကတော့1 championship မှာ၃ပွဲထိုးသက်ထားပြီးတပွဲပဲနိုင်တဲ့နှစ်ပွဲရှုံးထားတာတွေ့ရပါတယ်။ထိုမင်းအောင်အနေနဲ့ဒီပွဲမှာအနိုင်ရအောင်ကစားမှာဖြစ်ပါမယ်။ဒါမှတော့1 championship မှာဆက်ပြီးကျင်းလည်နိုင်မှာဖြစ်ပါတယ်။ထမင်းအောင်နေနဲ့ဘလို့ဆွမ်းဆောင်ရင်ကောင်းနေချပြသွားမလို့ဆိုတော့စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ရထိုးတက်မဲ့မြန်မာ fighter နှစ်ဦးလုံးအနေနဲ့လည်းနိုင်မွေးတွေပုံဖော်နိုင်မှုတို့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာ fighter နှစ်ဦးလုံးက one championship မှာ၃ပွဲထိုးထားတယ်။တပွဲပဲအနိုင်ရတာပြီးနှစ်ပွဲလုံးကိုရှုံးနေထားကြတာပါ။အဲ့ဒါကြောင့်မလို့ဒီ fighter နှစ်ဦးအနေနဲ့ဒီပွဲမှာရလကောင်းတွေထွက်ဖို့လိုအပ်ပါတယ်။ဘလို့အခင်းင်းတွေဖြစ်လာမလို့ဆိုတော့မချင်ချိန်ပိုင်းတွေမှာကြီးကြရတော့မှာပါ။မြန်မာ fighter နှစ်ဦးလုံးလည်းအကောင်းဆုံးအလဲတွန်းနိုင်မွေးတွေရရှိပြီး bonus တွေသိမ်းပိုက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ ပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်အကြောင်းအရာကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကြောင်းတွေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာပြေရှင်ပဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ